ဒီမိုဟာအစိမ့်မရှိပေမဲ့လည်းစားလို့မရတဲ့မှုတစ်မျိုးပါစားလို့မရဘူးဆိုပေမဲ့လည်းဒီမိုရဲ့နှစ်သက်ဖွယ်ရနံ့ကြောင့်ညီဆန်းကြိုက်ကြည့်မယ်ဆိုရင်ဆက်တာလိုလိုခါတာလိုလိုအဲ့ဒီအရာတာကိုခံစားမိပါပါဒီခေါက်ပြောပြဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့သွေးစွန်းနေတဲ့မှုလို့ခေါ်တဲ့ high nylon packy ဆိုတဲ့မှုတစ်မျိုးရဲ့အကြောင်းပဲဖြစ်ပါတယ် မှုအမျိုးအစားမျိုးမျိုးရှိကြပေမဲ့အခုပြောပြမယ့်မှုကတော့တော်တော်လေးကိုထူးဆန်းနေပါတယ်။သူ့ကိုမြင်လိုက်ရင်မှုလို့မထင်ရပဲသွေးတွေထွက်နေတဲ့ဘာမှန်းမသိထူးဆန်းတဲ့အရာတစ်ခုလို့ထင်ကြမှာပါ။သွေးဆိုးနဲ့မှိုးလို့ခေါ်ကြတဲ့ဒီ Highland Packy အပင်ဟာ Highland မျိုးနွယ်ဝင်မှိုးတစ်မျိုးဖြစ်ပြီးမြောက်အမေရိကနဲ့ဥရောပတို့မှာတွေ့ရတတ်ပါတယ်။2008ခုနှစ်ကဒီသွေးဆိုးနေတဲ့မှိုးတွေကိုအီရန်နိုင်ငံမှာတွေ့ရှိခဲ့ပြီး2010ပြည့်နှစ်မှာတော့ကိုရီးယားနိုင်ငံမှာထပ်မံတွေ့ရှိခဲ့ကြပါတယ်။ ဒီမိုဟာအစိမ့်မရှိပေမဲ့လည်းစားလို့မရတဲ့မှုတစ်မျိုးပါစားလို့မရဘူးဆိုပေမဲ့လည်းဒီမိုရဲ့နှစ်သက်ဖွယ်ရနံ့ကြောင့်မြည်ဆန်းကြိုက်ကြည့်မယ်ဆိုရင်ဆက်တာလိုလိုခားတာလိုလိုအဲ့ဒီအရာတာကိုခံစားမိမှာပါဟုတ်ပါရဲ့သူ့ရဲ့အရာတာကငရုတ်သီးလိုဒါမှမဟုတ်ငရုတ်ကောင်းလိုပူဆက်ပူလောင်အရာတာမျိုးဖြစ်တဲ့အပြင်ခားတဲ့အရာတာမျိုးလည်းရှိပါတယ်မတော်တဆစားလိုက်မိမယ်ဆိုရင်အသက်ကိုတော့မသေးစေနိုင်ပေမဲ့လို့ရေဓာတ်ခန်းချောက်လာပြီးပြုတ်အန်လာပါလိမ့်မယ် အဖြူရောင်ပေါ်မှာသွေးစက်တွေအများကြီးတင်နေတဲ့ပုံစံမျိုးရှိနေတဲ့ဒီသွေးဆွနေတဲ့မှုတွေကိုမြင်လိုက်တာနဲ့တော်ရုံမကြောက်တတ်တဲ့သူတွေတော့ထိတ်လန့်သွားနိုင်ပါတယ်။အရွယ်စားကတလက်မကနေ၃လက်မအင်းတချို့ဆိုရင်တော့၆လက်မပတ်လည်မကရှိတတ်ပြီးအဆုလိုက်ပောက်တတ်ကြတဲ့အပင်ဖြစ်ပါတယ်။တနေရာထဲမှာသွေးလိုပုံတံရှိတဲ့အနီရောင်အရည်တွေစိတ်ထွက်နေတဲ့အပင်တွေကတော့တော်ထဲမှာအများကြီးမြင်လိုက်ရမယ်ဆိုရင်တော်တော်လေးကိုသွေးပြက်စရာပါပဲ။ ဒီသွေးစွန်းနေတဲ့မှုတွေကိုအများအားဖြင့်ထင်းရှုပင်တွေရဲ့အောက်မှာတွေ့ရတတ်ပါတယ်။အဲ့ဒီအပင်ရဲ့သေးငယ်တဲ့အပေါက်တွေကသွေးလိုအနီးရီထွက်နေပေမဲ့တကယ်တမ်းတော့အဲ့ဓာတွေကသွေးအစ်စ်တွေမဟုတ်ပါဘူး။မှုရဲ့မျက်နှာပြင်အပေါ်ဘက်ကနေလူရဲ့သွေးရောင်လိုမျိုးအရောင်ရှိတဲ့အရည်တမျိုးဒါမှမဟုတ်အစီတွေတစိမ့်စိမ့်နဲ့ထွက်နေလို့သာသွေးစွန်းနေတဲ့မှုလို့ခေါ်ကြတာပါ။အနီရောင်ရည်တွေကများသောအားဖြင့်တော့ strawberry cream လိုမျိုးသွေးရည်လိုဖြစ်ပြီး spot လို့ခေါ်တဲ့မျိုးမုံတွေဖြစ်ပါတယ် ဒါကြောင့်မလို့ဒီသွေးဆိုးမှုအမျိုးအစားတွေကတပင်ပေါက်ပြီးဟေးဆိုရင်နောက်တပင်ကအဲ့ဒီနေရာပတ်ဝန်းကျင်မှာပြန်ပြီးပေါက်ဖို့လွယ်ကူပါတယ်။ဒါကြောင့်သာဒီသွေးဆိုးမှုအပင်တွေကိုတနေရာထဲမှာအဆုလိုက်အပြုံလိုက်ညင်ရတတ်တာဖြစ်ပါတယ်။음အပင်ပုံစံကိုကြည့်ရတာတော်တော်လေးမနှိမ့်မြို့စရာကောင်းပါတယ်။အခုလိုမျိုးအလိုလျောက်သွေးလိုအရင်ထွက်နေတဲ့အတွက်လည်းသူ့ကိုတင်စားပြီးတော့ Devil Mouse လို့လည်းခေါ်ကြပါသေးတယ်။သွေးဆိုးနေတဲ့မှုတွေကလူတယောက်ရဲ့အံသွားနဲ့လည်းပုံစံခန့်စင်စင်တူနေတဲ့အတွက်သွေးဆိုးနေတဲ့သွားမှုတွေလို့ခေါ်ကြတာဖြစ်နိုင်ပါတယ် မိုရဲ့အောက်ခြေမှာတော့ downlight အစင်းကြောင်းတွေရှိပြီးပန်းရောင်တန်းနေတဲ့ကတိပါလိုအမွှေးလေးတွေနဲ့မျက်နှာပြင်ကိုဖုံးအုပ်ထားပါတယ်။ထူးခြားတာတစ်ခုကမိုရဲ့တက်တန်းရင်းလာတာနဲ့အမျှအဲ့ဒီကတိပါလိုအမွှေးနုလေးတွေကတဖြည်းဖြည်းကျန်းလာပြီးအရောင်ကလည်းအညိုရောင်ဒါမှမဟုတ်အနက်ရောင်ဘက်ကိုပြောင်းသွားကြပါတယ်။မိုအပေါ်မှာတင်နေတဲ့သွေးရောင်လိုအနီရောင်တွေကတော့တခါတည်းရန်လိမ္မော်ရောင်နဲ့ပန်းရောင်လိုအရောင်မျိုးပြောင်းသွားတတ်တာလည်းရှိပါတယ်။ ဟိုင်းနယ်လန်ဖက်ကီဆိုတဲ့သွေးစွန်းသွားမှုတွေကိုအများပြားတွေ့ရလေးရှိတဲ့ဥရောပအလဲပိုင်းမှာလေလူညဉ့်ညမ်းမှုတွေများလာတဲ့အတွက်ကြောင့်မှုထွက်ရှိမှုအခြေအတွက်ကြာဆင်းလာနိုင်ခြင်းရှိတယ်လို့အကြံပြုချက်တွေလည်းရှိနေပါတယ်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးခဲ့တာကတော့ဟိုင်းနယ်လန်ဖက်ကီလို့ခေါ်တဲ့သွေးစွန်းနေတဲ့သွားမှုတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းထူးခြားမှုတွေနဲ့အတူထပ်မံရောက်ရှိလာမယ့် World of Wonder အစီအစဉ်ကိုစောင့်မျှော်အားပေးဖို့ပြောကြားနေတယ်ပဲဒီကနေ့အတွက်နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘုသူတာဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲ